hello အားလုံးပဲမင်္ဂလာပါရှင်မင်းမင်းကဒီနေ့မှာပေါ့เนาะအတက်ရွယ်တကူရောက်လာလို့အရေးအကြောင်းတွေမျက်နှာတားရင်မင်းညာတာတွေအိုမင်းရော်မှုတွေဖြစ်နေတဲ့သူတွေဆိုရင်မင်းမင်းကဒီ IP serum လေးကိုဘယ်လိုလိမ်းရမလဲဆိုတာလေးကိုလာပြီးပြောပြပေးပါမယ် IP serum ကမင်းမင်းလို့ပေါ့เนาะဒီအရေးအကြောင်းတွေကာကွယ်တဲ့သူကဒီအတက်ရွယ်တကူရောက်လာလို့ရှင်မင်းမင်းတို့အသားရည်ပျက်စီးဆုံးရှုံးမှုတွေဖြစ်တတ်တယ်ပေါ့เนาะဘယ်လမ်းမညီတာတွေအဲ့လိုအရာတွေကိုလည်း ြန်ပြီးတော့ထိမ့်ညိပေးတယ်။အဲ့တော့မိမင်းတို့ကဘယ်လိုပြန်ကူစားရမလဲဆိုရင် IV serum လေးကိုမျက်နှာတစ်ဖက်ကို တစ်ဆက်ပေါ့နော်။အာဒီဘက်တစ်ဆက်ဒီဘက်တစ်ဆက်နှစ်ခုတစ်ဆက်အာတနေ့ကိုအာမနက်ပိုင်းမှာ30ညပိုင်းမှာ30အဲ့လိုလေးလိမ့်ပြီးတော့မမင်းတို့ကမျက်နှာအသားကြီးအရေးအကြောင်းတွေအာအိုမင်းရော်မှုတွေအသားကြီးရော်တွဲတာကြီးမဖြစ်အောင်မမင်းတို့ကအာပုံမှန်လေးသုံးပေးဖို့တော့လိုတယ်ပေါ့နော်အာ तू ကလေ အာဒီအရေးအကြောင်းတို့ เนาะမျက်နှာตาရည်မညီညာတာအိုမင်းရော်မှုတွေအာဖြစ်တာတခုတည်းတင်မဟုတ်ဘူးအာမမင်းတို့နီလောင်တန်ကြောင့်ဖြစ်တတ်တဲ့เนาะဒီအာနီလောင်တန်နေနောက်တစ်ခုကဝက်ချံကြောင့်ဖြစ်တတ်တဲ့အမာရွတ်တွေเนาะအဲ့လိုအရာတွေကိုလည်းတတ်တာစီတယ်နောက်တစ်ခုကအာ sensitive skin တွေမှာဖြစ်တတ်တဲ့เนาะမျက်နှာအသားရည်ညီငန်းရောင်ရဲတာတွေကိုလည်းရောပါတတ်တာစီတဲ့အတွက်မမင်းတို့အသက်ရွယ်တခုရောက်လာလို့ရှင်ရင်ပေါ့เนาะအာပြောချင်တာအသက်30 40ဝန်းကျင်အဲ့ဒီအချိန်ရောက် ောက်လာလို့ရှိရင် เนาะအိုမင်းရော်မှုတွေအသားရေဘဲလန့်မညီတာတွေနောက်တစ်ခုကအသားရေလျော့တွဲတာတွေเนาะအဲ့လိုအရာတွေမဖြစ်ချင်ဘူးဆိုရင်ဒီ IV serum နဲ့ဂျိုတင်ကာကွယ်ထားလို့ရတယ်။စမ်းသုံးခြင်းတဲ့သူလေးတွေဆိုရင်လည်းဒီလိုတမ်းမယ်ထုတ်လေးတွေရှိတဲ့အတွက်ကိုယ့်မျက်နှာအသားရေကိုအရွယ်တင်နုပြိုပြီးတော့အရေးချောင်းတွေမပေါ်ခြင်းဘူး။နောက်တစ်ခုကအိုမင်းရော်မှုတွေမဖြစ်ချင်ဘူးဆိုရင် IV serum နဲ့ဂျိုတင်ကာကွယ်မှုယူထားလို့ရတယ်เนาะ။သုံးကြည့်ပါမိမိတို့အသားရေ အာလှပခြင်းနဲ့အရွယ်တင်နဲ့အဓိကအရေးကြောင်းနေပေါ့နော်အဲ့လိုရန်နေကိုကာကွယ်ခြင်းနဲ့ဆိုရင်တော့ IPC တန်လေးကတော့မဖြစ်မနေသုံးမိတင်တယ်နော်